ကျောက်ပြုတ်မျိုးနဲ့ကလဘာကျေးရွာတဝိုက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တက်ဂျားဖြတ်တိုက်ခိုက်ခံရပြီးတေဆုံမှုတွေရှိတယ်လို့သိရပါဗျ။စက်တင်ဘာ30ရက်မနေ့ပိုင်းအချိန်မှာကျောက်ပြုတ်မျိုးနဲ့ရွာတစ်ကျေးရွာနဲ့ကလဘာရွာနီးတဝိုက်မှာစစ်ကောင်စီရဲ့စစ်ကြောင်းကိုအေအေကဂျားဖြတ်တိုက်ခိုက်ခဲ့တာပါ။စနိုက်ပါနဲ့ပျောက်ကြောင်းပုံစံပြစ်ခံရတော့ကလည်းစစ်တပ်ဘက်ကအရာရှိကြီးတွေပဲတေးတာ။အခုလိုဂျားဖြတ်တိုက်ပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်တော့လေအရာရှိတွေပေါင်းဝင်တပ်ဖွဲ့ဝင်တွေအစုလိုက်ပြုံလိုက်တေးတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောမရှင်ဘက်ကအထင်အောင်ခဲ့တဲ့အတွက်ရဲတပ်ရင်32တညဝရီရဲဌာနချုပ်နဲ့အခြားအခြေဆိုင်တရင်ဌာနချုပ်တွေကနေလက်နက်ကြီးပစ်ကူတွေပေးခဲ့တယ်လို့သိရပါရယ်အဲ့ဒီနေ့ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့တပ်ကိုကြားဖြတ်တိုက်ခိုက်တဲ့အတွက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာဖြစ်ပါရယ်စစ်ကောင်မရှင်ကစစ်ကြောင်းတွေခွဲပြီးစစ်ကြောင်းထိုးတက်လာတဲ့အတွက်ချောင်းဝကျေးရွာရုံးမတောင်ချောင်းတစ်ဖက်ကန်းက ဝါရောကျေးရွာတွေရှိတတကံပြည်သူတွေရွှေ့ပြောင်းမှုတွေပြုလုပ်နေကြပါတယ်။မကွေးတိုင်းငဖဲမြို့နယ်နေကံပြူဝါရဲ့အထက်ထောက်ပို့စကန်ကုတ်ကြီးကိုအရခတက်တော်အေးနဲ့ပူပေါင်းတက်ဖွဲ့ကသိမ်းယူပြီးတဲ့နောက်စစ်ကောင်မရှင်ကအင်အားပြန့်ဖြည့်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ28ရက်ကကုတ်ကြီးစခန်းကိုလက်လွတ်ရပြီးနောက်အမတ်ကိုတုံညာကအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ် မဆန်ခ935ကနေအင်အားပြည့်စည်ရင်နံ18စီးကိုနိုင်ငံဘက်ကစစ်ကောမရှင်ကပို့ခဲ့တာပါ။ဒါအပြင်စက်တင်ဘာ30ရက်နေ့ကလည်းစည်ရင်နံ18စီးကိုမဆန်ခ935ကတဆင့်နိုင်ငံဘီဝါကိုထပ်မံပို့ဆောင်ခဲ့ပါတယ်။အော်တိုဘာလ10ရက်နေ့နေ့လယ်ပိုင်းကနိုင်ငံဘက်ကလမ်းသစ်ဘက်ကနေစစ်သုံးကားကြီး2စီးကားသေး2စီးတို့နဲ့အင်အားပြည့်ပို့တာတွေ့ရပါတယ်လို့ဒေသတွင်းသတင်းရင်းမြစ်က ARD Times ကိုပြောပါရတယ်။ ကိုကြီးစကန်အသိန်းခံရတဲ့စက်တင်ဘာ28ရက်နေ့ကစစ်ကောမရှင်ရဲ့မကွေးလီတက်ကနေဂျက်ဖိုက်တာနဲ့ဝိုင်းထွဲလီတွေရောက်လာပြီးပုံကျဲချတိုက်ခိုက်ခဲ့ပါတယ်။နေကန်နီးတဝိုက်ကိုစစ်ကောမရှင်ရဲ့စကခ18ကလောက်ခံတရင်တပ်ဖွဲ့တွေစုဖွဲ့မှုရယူပြီးထိုးစစ်စင်ပြန်လဲတိုက်ခိုက်နိုင်ဖို့စစ်ကောမရှင်ကအင်အားစက်တိုက်ကိုဆောင်နေတာပါ။လင်းတဲနဲ့စွန်တက်ကျေးရွာနီးမှာလည်းစစ်ကောမရှင်ကစီရေးလှုပ်ရှားနေပြီး ပြည်သူစစ်မှုရန်လူသစ်တွေကိုအဓိကထားခေါ်ယူအင်အားဖြည့်ထားတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာစက်တင်ဘာဒုတိယပတ်တိမဆခ935မှာအင်အားစုဆောင်ပြီးစစ်သုံးကားကြီး68စီးအထိအင်အားပြည့်ကိုနိုင်ငံအနီးတစ်ဝိုက်ကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာနိုင်ငံလီကျောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့အဓိကထောက်ပို့ကိစ္စကံဂုတ်ကြီးစခန်းကိုလက်နှုတ်လိုက်ရတဲ့အတွက်ထိုးစစ်ဆင်မှုတွေပြုလုပ်လာတာဖြစ်ပါတယ်။ စစ်ကောင်းဆောင်ဦးစီးကျင်းပမဲ့ရွေးကောက်ပွဲမှာစေရာရှိကြီးတွေပြင်စစ်ကောင်မရှင်ရဲ့ဝင်းကြီးချုပ်ဦးညိုစောကိုရိုင်းရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါတယ်။စစ်ကောင်မရှင်ရဲ့အငိမ့်စားဗိုလ်ချုပ်ကြီးဝင်းကြီးချုပ်ဟာရန်ကုန်တိုင်းတွင်ကိုကိုကျုံမြို့နယ်ကနေအဲ့ဒီရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှာပါ။ဦးညိုစောဟာကိုကိုကျုံမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီး ကျန်းခံရေးပါတီကနေဝင်ပြိုင်မယ်လို့ပါတီသတင်းရင်းမြစ်စီကသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကဒူးဝင်ကြီးချုပ်နှစ်ဦးပါဝင်စေဘဆိုင်ရာအကြီးပိုင်းရာရှိကြီးတွေတက်ကနေအနားယူပြီးကျန်းခံရေးပါတီကအမတ်လောင်းဖြစ်ရွေးချယ်ပြီးရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မယ်လို့စင်းတွေ ထွက်ပေါ်လာပါတယ်။ကနအူးထွက်ပေါ်လာတဲ့စင်းမှာဆေးရရှိ900လောက်ပါဝင်နေပြီးအဲ့ဒီစင်းကိုစစ်ထောက်ချုပ်ခန့်ရုံးမှာရောက်ရှိပြီးကျန်းခံရေးပါတီဥက္ကဋ္ဌနဲ့ညှိနှိုင်းဆွေးနွေးမှုတွေရှိတယ်လို့သိရပါတယ်။ အခုထပ်ပေါ်လာတဲ့အငိမ့်စားဗိုလ်ချုပ်ကြီးညိုစောပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြင့်ဝင်ပြိုင်မဲ့အကြောင်းကိုစစ်ကောင်မရှင်ဘက်ကတရားဝင်ကြေညာတာမရှိသေးပေမဲ့စစ်တပ်သတင်းရင်းမြစ်နဲ့ဆက်ဆိုင်ကောင်းတဲ့ BBC သတင်းဌာနမှရေးသားဖော်ပြထားပါတယ်စစ်ကောင်ဆောင်ဦးစီးကျင်းပမဲ့ရွေးကောက်ပွဲမှာစေရာရှိကြီးတွေပြင်စစ်ကောင်မရှင်ရဲ့ဝင်းကြီးချုပ်ဦးညိုစောကိုယ်တိုင်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါတယ် စီကမရှင်အငိမ့်စားဗိုလ်ချုပ်ကြီးဝင်းကြီးချုပ်ဟာရန်ကုန်တိုင်းတွင်ကိုကိုကျွန်းမြို့နယ်ကနေအဲ့ဒီရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မှာပါ။ဦးညွတ်စောဟာကိုကိုကျွန်းမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပြီးကျန်းခိုင်ပါတီကနေဝင်ပြိုင်မယ်လို့ပါတီသတင်းရင်းမြစ်စီကသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကဒူးဝင်ကြီးချုပ်နှစ်ဦးပါဝင်စေဘဆိုင်ရာ ကြီးပိုင်းရာရှိကြီးတွေတက်ကနေနားယူပြီးကျန်းခိုင်ပါတီက အမတ်လောင်းပြည့်ရွေးချယ်ပြီးရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မယ်လို့စီးရင်တွေထွက်ပေါ်လာပါတယ်။ကနဦးထွက်ပေါ်လာတဲ့စီးရင်မှာအဆင့်ရရှိ900လောက်ပါဝင်နေပြီးအဲ့ဒီစီးရင်ကိုစစ်ထောက်ချုပ်ခန့်ရုံးမှာရောက်ရှိပြီးကြံခိုင်ပါတီဥက္ကဋ္ဌနဲ့ညှိနှိုင်းဆွေးနွေးမှုတွေရှိတယ်လို့သိရပါတယ်။အခုထွက်ပေါ်လာတဲ့အငိမ့်စားဗိုလ်ချုပ်ကြီးညိုစောပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြင့်ဝင်ပြိုင်မဲ့အကြောင်းကိုစစ်ကော်မရှင်ဘက်ကတရားဝင်ကြေညာတာမရှိသေးပေမဲ့စစ်တပ်သတင်းရင်းမြစ်နဲ့ဆက်ဆိုင်ကောင်းတဲ့ BBC သတင်းဌာနမှရေးသားဖော်ပြထားပါတယ်။ပြည်ပခန့်မှာပါဝင်တဲ့မြန်မာနိုင်ငံရှိဖွဲ့စည်းအားလုံးအကြမ်းဖက်မှုတွေဆုံးသက်ပြီးအားလုံးပါဝင်ပြီးတရှိခန့်နဲ့အပြစ်ခံရဆဲမှုရရှိလှုပ်ဆောင်ရဖို့ကုလသမဂ္ဂဆိုင်ရာဗီယက်နမ်ဒုတိယအမြဲတမ်းကိုယ်စားလှယ်ငွေရင်ဟောင်းငွေရင်ကတောင်းဆိုလိုက်ပါတယ်။ရခိုင်ပြည်နယ်မှာပြည်ပခန့်ဖြစ်ပွားရတဲ့အကြောင်းရင်းကိုဖြေရှင်းဖို့ဒုက္ခသည်တွေဘေကင်းစွာနဲ့ဆန္ဒလျောက်နေရပြန်ပို့နိုင်မှုနဲ့ လူနည်းစုတွေကိုလူသားချင်းစာနာမှုအကူအညီပေးဖို့လိုအပ်တယ်လို့ဥလားသမကထွေထွေညီလာခံမြန်မာနိုင်ငံရှိရိုဟင်ဂျာနဲ့အခြားလူနည်းစုတွေရဲ့လူခွင့်ရေးခြေနေဆိုင်ရာအဆင့်မြင့်အစည်းအဝေးမှာမင်ကွန်တွင်၎င်းကထည့်ပြောခဲ့ပါတယ်။မြမရေးဘလို့ဖြည့်ရှင်းသည့်ကမဆိုမြန်မာနိုင်ငံရေးရဲ့လွတ်လပ်ရေးအချုပ်အခြာအာဏာပိုင်နက်နယ်မြေတည်ထောင်မှုနဲ့ပြည်သူတွေရဲ့ကိုယ်ကျန်မာကိုယ်ပန်တီးခွင့်ကိုလေးစားသမှုရှိရမယ်လို့သူကဆက်ပြောပါတယ်။ အာဆီယံဘောဓဘောတူညီချက်၅ရက်ထိအောင်စွာဖော်ဆောင်မှုအရေးကြီးတယ်လို့သူကဆိုပြီးတွဲဆောင်မှုမြင့်တင်တဲ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံနဲ့မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်တို့ကိုချီးကျူးခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံကအာဆီယံဒေသမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရဖို့တက်ကြွစွာကူညီဖို့ငွေရင်ဟောင်းကခရီးပြုခဲ့ပြီးမြန်မာနိုင်ငံရှိအဖွဲ့အစည်းအလုံးများယုံကြည်မှုတည်ဆောက်ဖို့နဲ့တွဲဆောင်မှုတိုးမြှင့်ဖို့တိုက်တွန်းလိုက်ပါတယ်။ တာရှင်နေပြီဖြစ်တဲ့မြန်မာပြည်ပခါအတွက်ငိမ့်ချမ်းတဲ့အဖြစ်တစ်ခုရှာဖို့အရေးတကြီးလိုအပ်နေတယ်လို့ကုလသမဂ္ဂထွေထွေညီလာခံအကြိမ်80မြောက်အစည်းအဝေးရဲ့ဥက္ကဋ္ဌအန်နာလီနာဘာဘုတ်ကမိမောင်းထုတ်ပြခဲ့ပါတယ်။အာဆီယံဘုံသဘောတူညီချက်9ရက်ကိုလိုက်နာပြီးအကောင့်ထည့်ဖို့မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အော်တမန်ဟာရှင်ကအလေးထားပြောခဲ့ပါတယ်။မြန်မာပြည်ပခါမှာအားလုံးပါဝင်တဲ့နိုင်ငံရေးဖြေရှာဖို့နဲ့ မွတ်စလင်နဲ့အခြားလူနယ်စုတွေရင်ဆိုင်နေရတဲ့လူသားချင်းစာနာမှုအခြေအနေတွေကိုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂထွေထွေတွေ့ရင်မှုချုပ်ရဲ့အထူးကိုယ်စားလှယ်ဂျူလီပေရှော့ကရှင်းပြခဲ့ပါတယ်။အဆိုပြုထားတဲ့ဂါဇာငြိမ်းချမ်းရေးစီမံချက်ကိုဆုံးဖြတ်ဖို့ရန်နှင်းငယ်သားကြံတော့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဟာမက်စ်အဖွဲ့ကိုသတိပေးခဲ့ပြီးငြင်းဆန်မယ်ဆိုရင်ပြင်းထန်တဲ့အကျိုးဆက်တွေရှိလာမယ်လို့ပြောပါတယ်။ ဟာမတ်အဖွဲ့အနေနဲ့ဂါဇာငြိမ်းချမ်းရေးစီစဉ်ကိုတွန့်ပြန်မှုအချိန်၃ရက်သို့မဟုတ်၄ရက်သာကျန်တော့တယ်လို့ဒေါ်နယ်ထရန့်ကဆိုပါတယ်။ဟာမတ်အဖွဲ့ကဂါဇာငြိမ်းချမ်းရေးစီမံချက်ကိုလက်မခံရင် အလွန်စိတ်မကောင်းစရာအဆုံးသက်သွားပါလိမ့်မယ်လို့၎င်းကပြောပါတယ်။အစ္စရေးနဲ့အာရဗ်ကမ္ဘာကခေါင်းဆောင်တွေကအဆိုပြုချက်တွေကိုလက်မှတ်ထိုးပြီးဖြစ်ကဟာမတ်အဖွဲ့ရဲ့တွန့်ပြန်မှုကသာဆောင်ဆိုင်နေတယ်လို့ဒေါ်နယ်ထရန့်ကအင်ပီရိုမာသတင်းတောက်တွေကိုပြောပါတယ်။ ဂါဇာစစ်ပွဲရပ်တန့်မှုနဲ့အနာဂတ်အုပ်ချုပ်ရေးအတွက်အခြေခံအုတ်မြစ်ချဖို့ရည်ရွယ်တဲ့အဆင့်20ပါလမ်းညွန်မြေပုံကိုဒေါ်နယ်ထရန့်ရဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကကြေညာပြီးနောက်ဒေါ်နယ်ထရန့်ကအခုလိုရာဇသက်ပေးတာပါနေတန်ယာဟုကအင်ဖီရိုမာဒေါ်နယ်ထရန့်နဲ့တွေ့ဆုံပြီးနောက်ဂါဇာငြိမ်းချမ်းစီမံချက်ရာဟာမတ်စ်အဖွဲ့ကတစားကန်အလုံးကို82နှစ်တွင်လွှတ်ပေးရမှာဖြစ်ပြီးအစ္စရေးကလည်းဖမ်းဆီးထားသူတွေကိုလွှတ်ပေးရမယ်လို့သိရပါတယ် ဒါအပြင်အစ္စရေးစစ်တပ်ဂါဇာကနေစုခွာဖို့နိုင်ငံတကာတပ်ဖွဲ့ဆေးလွတ်ဖို့လူသားချင်းစာနာမှုအကူအညီတွေပေးရဖို့နဲ့ဂါဇာကိုအကြမ်းဖက်မှုကိမဲ့ဆောင်ဖြစ်ပြောင်းလဲမဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ဖော်ဆောင်ဖို့ကိုလည်းငြိမ်းချမ်းရေးစီမံချက်မှာပါဝင်ပါတယ်